မင်္ဂလာပါရှင်ရှယ်ကွန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းပါကတော့2025 2026ပညာသင်နှစ်အတွက်အကယ်ဒမီကျောင်းသားအသစ်များရွေးချယ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံဘောလုံးအခွဲချုပ်ကဖွင့်လှစ်ထားတဲ့မြန်မာဘောလုံးအကယ်ဒမီမန္တလေးနှင့်အမျိုးသားဘောလုံးအကယ်ဒမီရန်ကုန်တို့တွင်2025 2026ပညာသင်နှစ်အတွက်ကျောင်းသားအသစ်များရွေးချယ်ခေါ်ယူသွားမှာဖြစ်ကြောင်းသိရပါတယ် အခုလိုရွေးချယ်ရာတွင် အသက်ရွေးအားဖြင့်2013ခုနှစ်ဘွားအသက်12နှစ်အောင်2012ခုနှစ်ဘွားအသက်13နှစ်အောင်နဲ့2011ခုနှစ်ဘွားအသက်14နှစ်အောင်အရွယ်ရှိသူများကရွေးချယ်မှာဖြစ်ပါတယ်ပနမအဆင့်ရွေးချယ်ခြင်းကိုမော်လမြိုင်မြို့ចောင်းသားအကစားကွင်းမှာမက်ရှလ28ရက်29ရက်30ရက်တို့တွင်ပြုလုပ်မှာဖြစ်သလိုပဲခူးမြို့ဟန်နာဝရီယူနိုက်တက်ကွင်းမှာလည်းဧပြီလ1ရက်2ရက်3ရက်တို့တွင်၎င်းရန်ကုန်မြို့လေးချင်းကွင်းတေသူဝနာတွင် ဧပြီလ9ရက်10ရက်17ရက်တို့တွင်ပြုလုပ်မည်လို့လည်းသိရှိရပါတယ်။အလားတူ နေပြည်တော်တွင်လည်းဧပြီလ23ရက်24ရက်25ရက်တို့တွင် ပေါင်းလောင်ကွင်းမှာ၎င်းမန္တလေးမြို့တွင်ဧပြီလ28 29 30ရက်တို့တွင်မြန်မာဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းမှာ၎င်းတောင်ကြီးမြို့မှာမေလ1ရက်2ရက်3ရက်တို့တွင် ရှမ်းပြည်နယ်အားကစားကွင်းမှာ၎င်းအသီးသီးပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါဗျ နောက်ဆုံးဆင့်ရွေးချယ်ခြင်းကိုရန်ကုန်မြို့ရှိလေးချင်ရေးကွင်းတက်သူဝနာမှာမေလ6ရက်9ရက်8ရက်တို့တွင်ပြုလုပ်သွားမှာဖြစ်ကာမန္တလေးမြို့ရှိမြမဘောလုံးအကယ်ဒမီကွင်းမှာလည်းမေလ12ရက်23ရက်14ရက်တို့တွင်ပြုလုပ်သွားမယ်လို့သိရှိရပါတယ်ရှင်။